အလုံးမင်္ဂလာပါရှင်။ဆီယမ်ဘမေတွင်ရဲ့စိုက်ကူဖတ်ကိုဆက်လက်၍ဖတ်ပြပေးခြင်းပါ रे ။ဤစာအုပ်အားဖတ်ခွင့်ပြုရန်လေဆီယမ်မနှင့်တကွသက်ဆိုင်သူများအလုံးကိုဤနေရာမှနေ၍ခွင့်ပြုချက်တောင်းခံအပ်ပါ रे ရှင်။ကျမလာအဖမ်းခံတာပါ။ကျမလူတက်ခဲ့ပါ रे ။ရဲအရာရှိတွေက စာရကိုဖမ်းချုပ်ထားလိုက်ကြတယ်။လက်တလုံးအလုံးများနေသေးတဲ့ရဲအရာရှိတွေကစာရကို မစစ်အားသေးပါဘူး။ လူတက်ခင်မှုအတွက်တိုင်ချက်လေးရောက်မလာသေးတာနဲ့စာရကိုယာယီအချုပ်ခန်းလေးတဲကိုထည့်ထားလိုက်ကြတယ်။စာရဟာဘာမှစောရကမတက်ပဲအချုပ်ခန်းရဲ့ထောက်မှာငင်းငင်းကလေးထိုင်နေခဲ့တယ်။ခဏကြာတော့ရဲအရာရှိတယောက်ကစာရကိုရေတက်တပူလာကမ်းပေးတယ်။စာရကရေဘူးကိုဖွင့်ပြီးဘူးတဝက်လောက်ကျိုးသွားအောင်ပေါ်တတ်တယ်။ပြီးတော့ရေဘူးအဖုံးကိုတင်းနေအောင်ပိတ်လိုက်ပြီးကျမ်းပြေပေါ်မှာ ရေဘူးကိုလှဲချလို့ရေဘူးပေါ်ကို ကောင်းအောင်လိုက်တယ်။စာရပုံဟာအေးအေးလူလူပဲ။အချုပ်ခန်းလေးကိုရောက်ဖိုးတဲ့အတွေ့အကြုံရှိသူမှန်းတိတိသားသားပေါ့။စစ်ဆေးတော့မင်းဆိုရင်သူတို့စာရကိုလာခေါ်ကြမှာပဲဥစ္စာ။စာရဟာ အချုပ်ခန်းကျန်းပြပုံမှာအိပ်ပျော်သွားခဲ့တယ်။သူ့ကိုတပ်ပေးဖို့ကျမကို သူ့ကိုယ်တိုင်ငားခဲ့တာ။စာရစကားကိုအမှုစစ်အရာရှိက ဗလာမျက်ဝန်းတွေနဲ့ပြင်ကြည့်တယ်။နင်းနေတော့ရုပ်တည်မရှိဘူးနော်။ဟုတ်လား။ကျမစကားကမယုံချင်စရာကောင်းမှန်းသိပါရဲ့။ဒါပေမဲ့အမှန်တရားပါ။သူ့ကိုတက်ပေးပါလို့ဒီလူကိုယ်တိုင်ကကျမကိုငားခဲ့တာ။ကျမလားမဟုတ်ပါဘူး။ကျေးစားလူသက်သမားတွေပါရီ။ကျမကလူသက်ဖူးကြည့်ချင်တယ်။သူကလည်းတေချင်စိတ်ရှိနေတယ်။ဒီလိုနဲ့ခမည်းကျွန်တော်ကိုတက်ပေးမလားတဲ့။ သူနဲ့ကျမကနိုင်ငံမတူဘူးဟုတ်တယ်သူကအခုဒီနိုင်ငံမှာအလုပ်လုပ်နေတာခုနကရှင်တို့တင်းသွားတဲ့အထဲမှာကျမပတ်စပို့ပါတယ်ဟုတ်ပါတယ်ကျမပြီးခဲ့တဲ့15ရက်ကမှရှင်တို့နိုင်ငံကိုဝင်လာတာပဲကျမတတ်လိုက်တဲ့သူကကျမကိုဖိတ်ခေါ်တဲ့သူကိုယ်တိုင်ပါပဲအိုးမဟုတ်တာကျမဘာစေးမှမတုံထားပါဘူးဆက်တွေ့ကြကြလေသူသာတကယ်တည်သွားရင် အခုချိန်ဆိုရင်သူ့အလောင်းတောင်နည်းနည်းအနံ့ထွက်နေလောက်ပြီထင်တယ်။ကျမတက်ခဲ့တော့ကတော့တကယ်တည်သွားတယ်။ဘလို့တိုင်တဲ့သူမရှိဘူးလား။မဖြစ်နိုင်တာ။သူ့ဖုန်းကိုဆက်သွယ်ကြည့်ပါလား။အိုး sorry ရှင်တို့လှုပ်ထုံးနေရှိတာကျမသိပါတယ်။ဒါပေမဲ့ကျမစိတ်တူအရင်လုံးနေလို့ပါ။ရေတခွက်လောက်ရနိုင်မလားရှင်။ဟုတ်ကဲ့ကျေးဇူးပါပဲ။ ကိုယ်တိုင်သူ့အလောင်းကိုမိဖို့ခန်းထဲကဆွဲထုတ်လာခဲ့တာရေချိုးခန်းတကကြီးပေါင်နဲ့တကကြားမှာသူ့ခေါင်းကိုညှက်ပြီးတကချက်နဲ့အကျဉ်းချင်းရိုက်ခဲ့တာရေချိုးခန်းထဲကိုခေါင်းပြူထားတော့အုံနောက်အပိုင်းအစတွေသွေးတွေကရေချိုးခန်းကျန်းပြင်မှာမွှစာကျဲကုန်တယ်တခုကောင်းတာကအဲ့ဒီအရာတွေအကုန်လုံး ရေချိုးခန်းထဲမှာမို့အချိန်ကြာကြီးမရှင်းလေးရဘူးသူ့အခန်းအောက်ထပ်ကအမျိုးသမီးကြီးကဘယ်လာတီးသေးတယ်တော်တော်ဆက်ဆူတဲ့အမျိုးသမီးကြီးလေကျမဒီကိုရောက်ပြီးနေရမြောက်နေမှာသူ့နဲ့အတူမြင်းကြီးထက်က24နာရီစတိုးဆိုင်ကိုသွားတော့အဲ့ဒီအမျိုးသမီးကြီးနဲ့ဆုံပေးတယ်ကျမကိုဘယ်သူလဲလို့သူ့ကိုမေးတော့သူကဖီယွန်ဆေးလို့ဖြေလိုက်တယ် ချစ်မကဘာလို့အဲ့ဒါလိုဖြေလိုက်တာလဲလို့မေးတော့ငါအခမ်းမှာမင်းလာနေတာကို သူများတွေတန်တရမဖြစ်အောင်လို့တဲ့သူကပြန်ဖြေခဲ့တယ်အဲ့ဒီအမျိုးသမီးကြီးတကားလာခောက်တော့မိဖို့ခန့်တဲ့ကအေပရွန်ကိုဆွဲဝတ်ပြီးချစ်မတကားဖွင့်ပေးလိုက်တယ်ထူးဆန်းလိုက်တာအဲ့ဒီအချိန်မှာချစ်မစိတ်ဟာတိတ်ကိုငြိမ့်သက်နေတာပဲ မိဖို့ခန်းထဲမှာဆန့်ဆန့်ကြီးငိမ့်တက်နေတဲ့သူကိုအဲ့ဒီအမျိုးသမီးကြီးမြင်သွားမှဘာညာကိုကြောက်မနေခဲ့ဘူးတထုံထုံအတန်တွေအရန်ချင်းနေလို့တဲ့ကျမလည်းရေချိုးခန့်တကလောက်ချနေလို့လို့ဖြေးပြီးတောင်းပန်လိုက်တယ်အမျိုးသမီးကြီးက အခုကောရသွားပြီလားတဲ့အစဉ်ပြေရဲ့လားလို့ထပ်ပေးတာနဲ့အစဉ်ပြေသွားပါပြီတကားကိုဖြတ်လိုက်တယ်လေလို့ဖြေးလိုက်တဲ့အခါ ကျမကိုမိမချမ်းလေးပဲတဲ့ပြီးတော့ဖြည်းဖြည်းလုပ်ပါဒီတိုက်တွေကနည်းနည်းဟောင်းနေပြီမို့တဲ့ကျမထပ်ပြေးတောင်းမလိုက်တော့ပြန်သွားတယ်တကားကိုလှောက်ပြန်ချပြီးမိဖို့ခန့်ဖက်ကိုပြန်လျှောက်လာတယ်ပြီးတော့သူတောက်နေကြ secret blue ကိုမိဖို့အန်ဆွဲတဲ့ကနေယူထုတ်ပြီးတောက်ဖို့လှုပ်ပြီးမှမိချစ်လိုက်ရှာရတယ်ထူးဆန်းလိုက်တာ အိမ်မှာမိချစ်တလုံးတောင်ထွက်မလာဘူးသူ့အလောင်းကဘောင်းပီအိတ်ကတွေကိုလှိုက်နှိုက်ကြည့်တာတောင်မှထွက်မလာဘူးဒါနဲ့ပဲ guest view ဖို့ကို ဖွင့်ပြီးတော့ညှိလိုက်ရတယ်သွေးဆွနေတဲ့ဝတ်စားတွေကို ပထမတော့မိရှို့ပြစ်တာဖြစ်ဖြစ်လုံမလို့ပါပဲဒါပေမဲ့ bleaching လို့မွေစက်နဲ့မွေပြီးအိမ်သားတွေကိုရေဆွဲချပစ်လိုက်တာကပိုးပြီးလက်စပြောင်ပြန်တယ်လीပြီးရင် အဲ့ဒီမွေးဆက်ကိုတေချာစေးပြီးတွပစ်လိုက်ရုံပဲအစ်စ်ဆိုတော့တရရောက်ကညံ့ညံ့ကောက်သွားဖို့ကိုတိတ်ကြကြမဆောက်ရတော့ပါဘူးဗီဇာကုန်ဖို့ကငားရက်ကြံသေးတယ်နစ်တက်ကူပရက်ကလည်းငားရက်ပဲကျမနစ်တက်မကူခင်အမိပြန်ရမယ်အွန်လိုင်းကနေအက်တစ်ကက်ဝယ်တော့နောက်သုံးရက်နေရင်ပြန်လို့ရပြီတဲ့ကျမတို့ဒီပိတ်ရက်မှာ vacation လုပ်မယ်လို့ သူ့မိတ်ဆွေတွေကိုပြောထားတော့သူ့စီကိုဘယ်သူကမှ လက်တလောဆက်သွဲလိမ့်မှာမဟုတ်ဘူးဆိုတာကျမသိတယ်။ဒါကြောင့်လေအစိုးကြီးကလေးကကျမသူ့ကိုတတ်ပြီးရင် escaping ဖြစ်နိုင်ဖို့သူ့နဲ့အတူချထားခဲ့တဲ့ plan တွေသူကပြောဖူးတယ်။သူ့ကိုတတ်ပြီးတာနဲ့တန်းပြန်တဲ့မလုတ်ချင်ပါဘူး။ကျမအဲ့အတွက်တတ်ရတာကအရသာမဟုတ်ဘူး။အလောင်းဖြောက်ရတာရယ်။တဲလွန်စားတွေဖြစ်စီရတာရယ်က အရသာတင်းချပုတ်စာတပုတ်ကိုတွက်တလို့ဘက်ပေါင်းစုံကနေစဉ်းစားပြီးဖြောက်ဖြစ်ပြည်ရတာကမှအရသာမဟုတ်လားသူ့အလောင်းကိုအသားတွေပတ်တဲ့ပလတ်စတစ်တွေနဲ့ပတ်ရမေးလို့ကျမကစဉ်းစားလိုက်ပြီးမယ်ဒီအိမ်မှာအဲ့ဒီဟာကလုံလောက်အောင်မရှိဘူးစီကရက်သုံးလိပ်ကုန်သွားတော့အတွေးရလာတယ်ထုံးစံအတိုင်းရေခဲတစ်တာရဲတော့ခဏထားရမယ် ရေခဲတက်တာတွေမှာကဘာမှမရှိပါဘူးကျမရောသူရောကချက်စားရမှာစိတ်မပါလားလို့အပြင်ကပဲမဆားကြတာအရက်ပလင်းနေနေဘီယာနေနေနဲ့နှမျောလောက်စရာမရှိတဲ့တချို့တလေပေါ့ဘာမှလည်းမထည့်ပဲရေခဲတက်တာအကြီးကြီးရှိနေတဲ့သူ့ကိုရောက်ခါစားကကျမပြောခဲ့သေးတယ်အင်းလောကကြီးမှာအတော့မလို့ဘူးဆိုတာဘယ်မှာရှိတတ်လို့လဲရေခဲတက်တာတွေ သူ့ကိုထည့်ပြီးတော့ကျမပစ္စည်းတွေကိုသိမ်းဆီးလိုက်တယ်။ကျမစီမသိပ်ပြီးများများဆဆသိမ်းစရာမရှိဘူးလို့ထင်ထားပေမဲ့မိမပီပီဒီရောက်မှဝယ်ထားတာတွေကများသွားလို့ကီလို20 luggage အပြင်ကျောပိုးအိတ်တစ်လုံးပါပိုးသွားရောပထမတော့ဒီပစ္စည်းတွေနဲ့ဘယ်လိုရှောင်ရပါမလဲလို့စိတ်ညစ်သွားပေမဲ့ကြာကြာမညစ်လိုက်ရပါဘူးကပားလက်ခီးသွားတွေရှိတဲ့မြို့ကြီးပဲဥစ္စာ အွန်လိုင်းကနေ backpackers day အတွက်ဖွင့်ထားတဲ့ back and breakfast hostel တခုကိုလှမ်းကားလိုက်တယ်။ပြီးတော့ grab ကနေ taxi ခေါ်လိုက်တယ်။ဒီမှာ bank account ထဲမှာသူ့ကိုတက်ပေးဖို့သူပေးထားတဲ့ပတ်စံတွေရှိပေမဲ့အပြစ်မှာညံ့ညားဆဆမရှိဘူး။ရေခဲတက်တာတကားကိုဖွင့်ပြီးသူ့ဖုံးပြီးအိတ်ထဲကပတ်စံအိတ်ကိုလှမ်းယူဖို့ကြိုးစားလိုက်တယ်။သူကတော့ sorry လို့ပြောရတာပေါ့။အခုက လူသက်ယုံတဲ့ဘက်ကတေသွားတဲ့သူစီကပါပတ်စံတွေခိုးတုံးနေပြီလေအင်းလေဘာအရေးလဲတေပြီပဲမဟုတ်လားဒါပေမဲ့ပတ်စံအိတ်ကရှိမနေဘူးဘယ်ရှိပါမလဲသူနဲ့ကျမဒီနေ့အပြင်ထွက်ဖို့စီစဉ်မှမရှိလားသူ့အိတ်ရာဘေးကစပွဲအန်ဆွဲထဲမှာပတ်စံအိတ်ကိုရှာတွေ့တယ်ဒီနိုင်ငံငွေနဲ့သုံးသိန်းနီးပါးဆိုတော့ကျမအတွက် နရက်စာမကအောင်တော့အသုံးခံလိုက်မပေါ့တက္ကစီကိုတိုက်ခန်းရဲ့မြေအောက်ကားပါကင်အထိကျူခိုင်းလိုက်တယ်သူ့အခန်းထဲကထွက်တော့အခန်းဝမှာလီကိုအယုတ်ကဆက်တုံးတွေကိုတန်းစီထားခဲ့တယ်ကျမမဟုတ်တဲ့တရက်ရောက်များအခန်းထဲဝင်ခဲ့တာရှိရင်အနည်းဆုံးတော့အခန်းဝကလေးကကြိုတင်တိတဲ့အခါမှာပြေးလို့လွတ်နိုင်မယ်မဟုတ်လားဒီအချိန်ကလူတွေအလုတ်သွားကြတဲ့အချိန်ဆိုတော့ကျမဆင်းလာတာကို မြင်လိုက်တဲ့သူကမရှိဘူးတက္ကစီသမားကလည်းကျမကိုမမြင်ရဘူးဒီကာလမှာလူတိုင်း max တွေတတ်ထားရတာကတခေကိုကောင်းတဲ့ကိစ္စပဲကားကိုလူစီကားတဲ့ဈေးကြီးတစ်ခုနားမှာရက်ခိုင်လိုက်တယ် backpacker အယောင်ဆောင်ဖို့ luggage နဲ့ကမဖြစ်ဘူးမဟုတ်လားဈေးပေါ်ပေါ်ချုပ်ပုတ်ကြီးကြီးဝယ်ပြီးနရက်စာလိုလားလေးတွေကိုယူလိုက်တယ်ပြီးတော့မြေအောက်ရထားစီးပြီးကျမတဲမဲ့ hostel နဲ့အနီးဆုံးကိုသွားတယ် လူစည်းကားတဲ့မြေအောက်ယထာဘူတာတွေမှာငားလို့ရတဲ့အများသုံး local တွေရှိတယ်ဆိုတော့ကျမရဲ့ luggage တွေကိုအဲ့ဒီမှာပဲတင်လိုက်တယ်။အားလုံးပြီးတော့မှ hostel တွေကိုဝင်ပြီးအနားယူလိုက်တယ်။ခဏအိပ်ပြီးမှပဲသူ့အလောင်းစီကိုပြန်သွားတော့မယ်။အဲ့ဒီနေ့ကအုံနောက်300ရာနည်းနည်းများသွားတော့အရန်ကိုပင်ပန်းနေပြီလေ။နောက်တစ်နေ့ကျမပြန်လာတော့သူ့အခန်းကကျမထားခဲ့တဲ့အတိုင်းပဲ ခြေရလှည့်ရမပြတ်ဘူးလဲပုတ်ခဲ့တဲ့အဝတ်တွေလည်းဒီအတိုင်းပဲဝေလာတဲ့အအပြင်းဆုံးအစွန်းချွတ်စေးတွေကိုဘုံတလုံးတည်းကိုထည့်ပြီး သူ့သွေးတွေစွန်းထားတဲ့ကျမအဝတ်တွေကိုထည့်လိုက်တယ်ပြီးတော့သွေးစွန်းနိုင်တဲ့နေရာ အကုန်လုံးကိုယေဆုအဝတ်နဲ့တည်တည်ချချာလိုက်တုပ်တယ်ကျမကစိုက်ကိုပတ်ဆိုတော့အဲ့ဒီလိုအသေးစိတ်ကအစ အရန်တိကြတယ်လေ အဝတ်တွေကိုဘလန်ဒါနဲ့မွေအိမ်သားတွေကိုနဲနေချင်းခွဲထည့်ပြီးရေဆွဲချရတာနဲ့တင်အချိန်ကတော်တော်ကုန်နေ။မွေဆက်သေးကအဝတ်တွေကိုချိပြီးရေခဲပုံစားချင်လာတာနဲ့ရေခဲတက်တာတွေဖရီဇာထဲမှာချန်နေသေးတဲ့ချက်ကလေးရေခဲမှုဘူးတဝက်ကိုတော့တတိယပြီးထုတ်စားမိသေးတယ်။သူ့အလောင်းရှိတဲ့နေရာကိုတော့မဖွင့်ကြည့်မိသေးဘူး။ကျမသဘောချဖူးတဲ့ သူ့နှကန်းထူထူတွေကအခုအချိန်လောက်ဆိုရင်ပြန်နှန်းနေတော့ပြီထင်တယ်။မျက်နှာတစ်ခုလုံးတည်းပုံပြက်နေမှာပဲ။ရေခဲမုတ်စားပြီးစီကရက်စားလာပြန်တယ်။ကျမက သူ့နဲ့စီကရက်အတူတောက်ခဲ့ဖူးတာကိုတတိယလာတယ်။ဒီလိုမျိုးပဲမိဖို့ခန်းကရေခဲတစ်တာပြီးမှအတူထိုက်စားခဲ့ကြတာ။ပြီးတော့ secret တလက်ကို အတူတူထိုင်တော့ခဲ့ကြတာအဲ့ဒီညကသူရောကျမရောအရက်မမိုးဘူးကျမတို့တယောက်ရဲ့နှခမ်းဖျားစီကချက်ကလေးရေခဲမှု အရာသာကိုနောက်တယောက်ကမျှယူချိုးမြိန်ခဲ့တာကျမတို့အဲ့ဒီညကချက်ကလေးဘူးခဲ့ကြတာကျမ သူ့ကိုနှုတ်ဆက်ရမယ့်အချိန်ရောက်ပြီမဟုတ်လား ူအလောင်းကို လက်ဆမဖြောက်ခင်နှုတ်ဆက်စကားနည်းနည်းတော့ပြောရမယ်ထင်တယ်။စီကရက်ကိုမင်းကြီးပေးသူ့အလောင်းရှိနေတဲ့ရေခဲတက်တာတကားကိုဆွဲဖွင့်လိုက်တယ်။စောက်ပြတနာပဲ။ရေခဲတက်တာထဲမှာကျမထားခဲ့တဲ့သူ့အလောင်းကမရှိတော့ဘူး။ကျမပြေးတယ်။ကျမစီကို message ဝင်လာတယ်။ Sara ကျွန်တော်ကိုတက်ပေးပါဦးတဲ့။ ဖုန်းကပ်ကိုထုတ်ပြီးလွှတ်ပစ်လိုက်တယ်။လေးစိတ်ကိုတွားပြီးဒီနေ့အစောဆုံး flight နဲ့လဲလို့ရမရကိုစုံစမ်းနေ။ SMS ထောက်ဝင်လာတယ်။ဟေးဟေးကျမဖုန်းကိုပိတ်လိုက်တယ်။ကျမခေါင်းထဲမှာအတွေးတွေက ရောက်ရက်ခတ်နေပြီ။ဘာလို့လဲ။သူကဘာလို့လဲ။တဲလက်စာ hostel လေးကိုပြန်လာတယ်။ကျမအတွက်စာရောက်နေတယ်တဲ့။အနေရောက်စာလုံးတွေ။ သူ့ကိုတပ်ပေးဖို့အနေရောက်စားလုံးတွေဟော့စတယ်ကနေကျမထွက်လာတယ်လက်ကစ်ယူဖို့မြေအောင်ပြတ်ထားဘူဒါကိုရောက်တော့လက်ကစ်တင်ထားတဲ့လောက်ကမှာထိုးထည့်ထားတဲ့စာတွေဒါကြောင့်မို့ကျမလာအဖမ်းခံလာပါကျမသူ့ကိုတကယ်တတ်ခဲ့ပါတယ်ပြစ်တယ်ဘလောက်ပဲဖြစ်ဖြစ်ခံယူရမယ် မယုံနိုင်စရာကောင်းလိုက်တာသူ့မျက်လုံးတွေရော သူ့နှခမ်းတွေကပါ အကောင်းအတိုင်းပဲပြီးတော့သူ့ကိုယ်ရင်ကပါ အကောင်းတိုင်းကြီးချမမျက်စိရှိမှာကိုကိုစစ်ဆိုးတိုင်းလူတွေကိုဒုက္ခမပေးနိုင်လေစာရာရဲ့တဲ့ပြုံးနေတဲ့နှခမ်းတွေမျက်လုံးတွေနေသူ့နေတဲ့တိုက်ခန်းကိုသူ့နဲ့အတူချမပြန်ရောက်လာရတယ်ချမကတော့တက်မဲ့အယုတ်တယုတ်လိုပဲသူ့ ဥဆောင်မှုအောက်မှာသူကအခန်းတကားကိုလှောက်ချလိုက်တယ်။ကျွန်တော်ဒီမှပြန်ရမယ်စာရာတဲ့။ရပါတယ်။ဒီတစ်ခါတော့ကျမမိဖို့ခန်းစပွဲပေါ်ကဓာတ်ကိုကောက်ကင်လိုက်တယ်။လေရင်ချိန်ရောက်ဖို့၃နာရီလိုသေးတယ်။အခုသူ့ကိုတတ်နိုင်ရင်နောက်၃နာရီဆိုရင်ကျမလေရင်ပေါ်ကိုရောက်ပြီ။သူ့ရင်ပတ်ထဲကိုစိုက်ကြလာတဲ့ကျမဓာတ်ကိုသူကမရှောင်ဘူး။သူ့နှခမ်းတွေက ြုံးနေတော့မယ်ကျွန်တော်ကိုသေအောင်တက်ပါစာရာရဲတဲ့ဒီအမျိုးသမီးကဘာကိစ္စလဲလူတယောက်တည်းကိုပဲအချိန်ချိန်တက်ပြစ်နေရတာလေလေပြဿနာကဘယ်လိုတက်တက်မရနေတာပဲအဖြူရောင်အခန်းလေးကစာရော့အော်တန်ကိုအပြင်ကအမျိုးသားသူနာပြူတွေကမကြတဲ့ရောင်ပဲလမ်းဆက်လျှောက်သွားကြတယ်ကျမကိုပဲတတ်လိုက်ပါတော့ကျေးဇူးပြုပြီးကျမကိုပဲ တက်လိုက်ပါတော့ဆက်လက်ပြီး the crazy chef ကိုဖတ်ပြပေးကြပါရရှင်အကိုချင်းရစ်ခဲ့တဲ့ရှာထုပ်အုပ်ထုပ်အနေရောင်ကလေးကိုစောင်းပြီး max အနေရောင်ကိုမျက်နှာအုပ်လိုက်တယ်ခဏနေရင်ကျမ delivery တော့ပို့တော့မယ်ဒီနေ့ကျမချက်ထားတဲ့ဘခုတီကတိတ်ကောင်းတယ်အကိုရဲ့ဟင်းရဲ့အသက်အယူပြုတ်ရေဟာချိုးပြီးစိတ်မွေးနေတာပဲမွေးမှာပေါ့ အကုတ်ရိုးတွင်းချင်စီပဲဟာပေးမဝတ်သားနဲ့တခြားအရာသားတွေရိုးပစ်လိုက်တာအချိန်အကြာကြီးတက်ထားရလို့နူးမြေနေတဲ့အယူတွေကိုတော့ဘလန်ဒါနဲ့မှွေပစ်ပြီးခဏတိမ့်ထားရတယ်ခွေးကလေးတွေအတွက်ဘစ်ကစ်ဖောက်ရင် သုံးလို့တိတ်ကောင်းတယ်လေအကူဟာပလတ်စတစ်ဘူးပေါင်းများစွာနဲ့ကျမကားနောက်ခံထဲမှာစီးပြီးရောက်နေပြီဘယ်သူကထင်ထားမှလဲ online shop လုပ်ပြီးစားစရာတွေကိုဘူးနဲ့ထည့်ရောင်းတက်တဲ့မိန်းကလေးလှလှလေးရဲ့ကားနောက်ခန်းမှာလူအပန်းနဲ့ချက်ထားတဲ့စားစရာတွေရှိနေတယ်ဆိုတာကိုကျမရဲ့အပန်းငါးတွေထည့်ထားတဲ့ freezer အကြီးကြီးတဲ့ကခဲထားတဲ့အကုတ်အသားဘူးတွေအကြောင်းကျမမှမပြောရင်ဘယ်သူကသိပါတဲ့လေအခုတော့တိတ်လဲမကြမ်းတော့ဘူးပဲဟာတနေ့နေနေ ထဲ့ချက်ပစ်နေတာနဲ့ကုန်ခါနီးနေပြီပဲအခုလေဘင်းကိုဖြတ်လိုက်တုန်းကကြလာတဲ့သွေးခဲလေးတွေကိုမနေ့ကနှောက်ဆုံးချက်တဲ့အုံးလို့ခောက်ဆွဲထဲမှာပါသွားခဲ့ပြီလူတွေကတော့ပဲသွေးလို့ထင်နေကြတာပေါ့အပါငါးတွေဆိုတာဖရီဇာရဲ့အကြာကြီးထားလို့မကောင်းဘူးမလားကိုရဲ့ဒါတော့ဟင်းတွေကိုပုတ်ပုတ်ချက်ပြီးအိမ်ယာမဲ့တွေစီကိုဝေးပစ်တယ်မနေ့ကတော့မီဒီယာတစ်ခုပေါ်မှာ ကျမသွားလူနေတဲ့အကြောင်းအင်တာဗျူးပါလာခဲ့သေးတယ်။အစားအသောက်ရောင်းနေတဲ့နာမည်ကြီး online shop ပိုင်ရှင်ကလေးဟာ COVID-19 ကာလမှာလမ်းပေါ်ကလူတွေအတွက်စားစရာဝေးတဲ့အကြောင်းကို တကူးတကရေးပြီးတင်ပေးတဲ့သူတယောက်ကြောင့်လူတွေကပိုးပြီးတိလာကြတယ်။မီဒီယာသမားတွေကကျမရဲ့မိဖို့ဆောင်တဲ့အထိလာလေလာပြီးအင်တာဗျူးလုပ်ခဲ့တာ။အဲ့ဒီအချိန်က ပွက်ပွက်ဆူနေတဲ့အိုးထဲမှာပြုတ်ထားတာဟာအခုနံယူတွေဆိုတာကိုသူတို့သိမသွားခဲ့ဘူးကျမချက်ကျွေးတဲ့ GOC ချက်ကိုအားရပါရစားကြပြီးပြန်သွားတယ်အခုကလေးစားလေးတွေကတော့သူတို့အစာအိမ်ထဲမှာပါသွားခဲ့တာပေါ့အရန်စားကောင်းတယ်တဲ့အဲ့ဒါကြောင့်ကျမရော ကျမအလုပ်ကလေးရောလူတွေအများကြီးတိသွားလို့ဒီနေ့အော်ဒါတွေအရင်တက်တယ်အကူဟာသေသွားတာတော့မှကျမအတွက်ကောင်းကျိုးတွေအများကြီးဖန်တီးပေးနေတုံးပဲဒါကြောင့်မို့အကူကိုကျမကလေဘယ်သူစီကူမှမပေးလိုက်နိုင်တာပါကျမချက်ထားတဲ့ဟင်းကိုအားရပါရစားနေတဲ့ဦးလေးကြီးရဲ့ဘေးကပြုံးကြည့်နေတဲ့ကျမရဲ့ထပ်ပုံရဲ့က Facebook ပေါ်မှာအယံကိုဟော့ဖြစ်သွားတယ်။ပီတိတွေနဲ့ပြုံးကြည့်နေခဲ့တဲ့အလူရှင်လေးရဲ့မျက်နှာတွေကအယံအသက်ဝင်တာပဲလို့လူတစ်ယောက်ကကျမကို comment ပေးထားတယ်။ဟုတ်တယ်အကိုကျမအယံကိုပြောတယ်။စင်သက်အယက်ဝေတာမဟုတ်ဘူး။ကျမက အကိုကိုတက်ပြီးအယက်ဝေပြစ်တာ။ကျမအပေါ်ကိုကလွှဲရင်ကျန်တဲ့မိမတကအပေါ်တဒါလွန်ခဲ့တဲ့အကိုကိုဒီလိုပဲလှုပ်ပြလိုက်တော့ အကိုဘာတက်နိုင်သေးလဲကဲကျမမမရရင်အကိုကိုဘယ်သူမှလည်းမရစေရဘူးမနဲ့ပြန်ကြရင်နောက်ဆုံးကျန်တဲ့အသားတွေကိုကျိတ်ပြီးဘာကလုံမယ်အကိုကျမလှုပ်ကြွေးတဲ့ဟမ်ဘာဂါကိုအကိုအရန်ကြိုက်တယ်ဆိုတာကျမသိတယ်လေအကိုမိန်းမနဲ့ကလေးနှစ်ယောက်စီကိုလေကျမတော့ပို့ပေးရအောင်မေအကိုပြောင်းနေလို့ တော့ကရောက်နေတဲ့မိသားစုကိုမုတ်တွေနဲ့နှစ်သိပ်ပေးတဲ့စေတနာရှင်မလေးအဖြစ်နဲ့ပေါ့စစ်တေအကို